ကျွန်တော်ပြီးခဲ့တဲ့ပွဲကဒီကောင်လေးကိုပြခဲ့တယ်။နော်ဒီဒီဒီကောင်ဒီဒီဒီငါကတ်လိုင်းနဲ့ဘရိတ်လေးလေး295 293ဆိုတာအဲအဲ့ဒီမှာအဲဒီလိုင်းပေါ့ဗျာဒါပေမဲ့ငါကတ်လိုင်းကြီးကဟိုနော်တယူတန်လုံးလည်းမရအောင်ငါကတ်လိုင်းကြီးကလေချဲရတော့တယူတန်လုံးမရဘူးဗျချဲဆိုတာတော့လေဒီငါကတ်လိုင်းကကျွန်တော်ပြောနေကြပဲ မှတ်မိကြမယ်ထင်တယ်ဒီရှိကိုလေးစားရှိကိုလေးဖုံမွေးတွေအောင်းသွားတဲ့ဒီငါးကက်လိုင်းပေါ့ဗျာဒီနှစ်ဦးရှေးပေါင်းနှစ်ရှေးပေါင်းနှစ်ရှေးပေါင်းရှေးပေါင်းနှစ်ရှေးပေါင်း6ရှေးပေါင်း6ရှေးပေါင်း6ရှေးပေါင်း၄မှာရှေးပေါင်း၄အဲ့ဒီငါးကက်လိုင်းပေါ့နော်ဒါကလူတစ်တွေပါတဲ့အတွက်ကြောင့်ဒီငါးကက်လိုင်းကိုပဲဖြတ်ပြလိုက်ရင်ကြည်ရတာမပြေဆုံးတော့ဘူးပေါ့နော်မပြေဆုံးဘူးလို့ခံစားရမယ်ကျွန်တော်အစားအနေပြန်ပြမယ်ဒီရှိကိုလေးအောင်းသွားတဲ့ကိုဟင်းကြီးရောနောက်ဆောင်အောင်မဲ့ကိုဟင်းကြီးလည်းရှိရဲ့ လောလောဆယ်တော့ကျွန်တော်ပြခဲ့တယ်ပြီးခဲ့တဲ့အချိန်ကပြခဲ့တဲ့စနစ်လေးတိုင်းဒီအဒီငါးကက်လိုင်းမှာရှစ်ကိုလေးအောင်သွားတဲ့ခွင်းအရာကအဲ့ဒီဒီအဲ့ဒီနှစ်ထဲမှာကျွန်တော်တို့ပြောတာကဒီထိတ်တူထိတ်နှလုံးရဲ့ခွန်ရဲ့ဘေးမှာကြတဲ့ကဏ္ဍဟာသူ့အပေါ်၉ချိန်မြောက်ကပါဝါထိတ်စီပါဝါထိတ်စီကစားတယ်ပါဝါထိတ်စီကစားပြီးရနဲ့အဲ့ဒီကျွန်တော်ကဒီရှေးပေါင်းနှစ်ရှေးပေါင်း၆ရှေးပေါင်း၆ကိုအဲ့ဒီနှစ်ကိုဒီမှာရှေးပေါင်းနှစ်မူယူလား ကျွန်တော်ကဒီကောင်နှမျိုးကစားတယ်ဒီနှစ်ဦးမှုနယ်လည်းကစားတယ်လို့ပေါင်းဆက်ပြီးတော့လည်းကစားတယ်အဲ့ဒါလို့ပေါင်းဆက်ကစားတဲ့အချိန်မှာဒီကိုငားချက်နယ်လည်းကစားတယ်ဒီနှစ်ကဒီမှာလည်းဆင်းသက်တာဟုတ်ဒီကောင်ကိုနှစ်ကကဘုံရိုက်တာဒီနှစ်ဒီနှစ်ကိုလည်းနှစ်ဦးမှာမှုနယ်ရိုက်တယ်လို့ဒီနှစ်ကိုလည်းဒီမှာရိုက်တယ်ဒီကောင်ကျတော့ကိုပိတ်မှုနယ်ရိုက်တယ်ပေါ့နော်ကိုပိတ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 ်ဆိုပြီးတော့သူကဒီရိုက်ကစားခဲ့တယ်ကစားကွက်ပေါ့ ။ငယ်အဲ့ဒီလိုပဲအဲ့ဒီနှစ်ထဲမှာတော့ဖြစ်တာကဒီထိတ်တူထိတ်နှလုံးခွန်ရဲ့ဘေးမှာကြိုက်တဲ့ကဏ္ဍကအတူအပေါ်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်၅ချိန်၆ချိန်9ချိန်10ချိန်9ချိန်မြောက်ကငါးထိပ်စီပါဝါပုံညဆိုတဲ့ထိပ်စီနဲ့ကစားပြီးတာနဲ့ဒီ9နောက်ပဲကျွန်တော်က9ချိန်နဲ့ယူလိုက်တဲ့အချိန်ဒီ9လေးကြောင့်9ပါဝါ၄ဒီ9လေးကြောင့်9ပြင်းမြောက်ကိုသူကပါဝါထိပ်စီကစားမယ်အဲ့လိုယူစားနေပေါ့နော်ပါဝါတစ်စီးကစားမယ်ကစားတဲ့အချိန်မှာထိတ်တူတွေနှလုံးခွန်းလို့ဖြစ်တဲ့ဘေးမှာကစားမယ် ဲ့လိုဖြစ်တဲ့အချိန်မှာလည်းဒီထိုက်တူစိနှလုံးခွန်ရယ်ဒီပရိဒီမှာကြမဲ့ပရိရယ်ပရိရယ်ဟာဒီနှစ်ဦးမို့သွားယူပါဘုံဟိုကပုံကဟိုကကစားတာပေါ့နော်ကျွန်တော်တို့ကဒီဘုံကစားတာပေါ့နော်သူရဲ့လှဲ့ကွက်တာညှောကစားတာဒီပရိခွန်ကြောင့်အဲ့ဒီခွန်ရယ်ဒီထိုက်တူစိနှလုံးခွန်ရယ်ဒီတုံညာပရိရယ်ကိုသူကခွန်တုံညာခွန်ဆိုလေးဖြစ်တာအဲ့ဒီလေးကိုကျွန်တော်ကဒီကိုပိတ်မူနဲ့ယူတာကိုပါဝါလေးပေါ့ဗျာနော်လေးဆိုပြီးယူတာအဲ့ဒီဒီကိုပိတ်တွေကြောင့်မဲ့ဆိုကိုကြိမ်မြောက်ပါဝါထိုက်စီဒီ ထိတ်လူသိနှလုံးခွန်ရဲ့ဘေးမှာပဲပုံပုံသေးကစားထားတာကစားနာဖြစ်တော့ကြောင့်ဒီမှာသူ့အပေါ်ကိုးချိန်ရမှာ၅ထည့်ရှိလို့၅ပေါက်မှာ၃ညထည့်လိုက်တာနဲ့ကျွန်တော်ဒီမှာမှာ၃ညပြည့်ဖြစ်အောင်နောက်ပေါင်း၃၀ထည့်လိုက်တာပေါ့နော်နောက်ပေါင်း၃၀ထည့်လိုက်တာအဲဒုတိယကံမှာလည်းဒီတိုင်းပဲဒီဒုတိယကံမှာကျတော့ဒီမှာထိတ်လူသိနှလုံးခွန်လို့ဖြစ်တဲ့ဘေးမှာပဲသူကကြတဲ့ထိတ်စီကသူ့အပေါ်၃ချိန်၄ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်ယောက်ကဒီ၉နောက်ပိတ်မူတွေကြောင့်ပဲ၉ချိန်ယောက်က ဖိတ်စည်းကိုကိုပါဝါလေးနေကစားပြီးတော့ဒီခွန်ရဲ့ဒီနှလုံးပေါင်းခွန်ရဲ့ဒီမှန်မှာကြမဲ့ပဋိဋ္ဌိညရဲ့ငယ်ပေါင်းရင်ကိုအဲ့ဒီကိုရဲ့နှစ်ဥပဋိဋ္ဌိရဲ့ငါးပဋိဋ္ဌိရပေါင်းတော့လေးကိုပဲသူကလေးပုံတင်နေပဲကစားတာကိုပါဝါလေးဆိုတဲ့အယူဆအယူဆလို့ရတယ်ဗောနော်အဲ့လိုတတိယကတ်မှာလည်းကျွန်တော်ကမှပုံသေးခွန်ထောက်တာပုံသေးလို့ဒီမှာခွန်ထောက်ပြီဆိုတာနဲ့ဒီနေရာမှာကြတဲ့ဖိတ်စည်းကသူ့အပေါ်ကိုးချိန်ယောက်ကဒီမှာ ကိုပါဝါလေးထိတ်ဆိုပြီးတော့သူကပါဝါကစားတာကိုနောက်ပိတ်မူတွေကြောင့်เนาะဒီဒီလိုင်းကကိုကိုကျွန်တော်ပြောနေတာကကိုကိုဇရာတွေကိုလေးဇရာတွေအဲ့ဒီလိုစားတာ ਨੇ သူကဒီခွန်ရဲ့ဒီနောက်မှာကြားတဲ့ဗရိတ်နှစ်ရဲ့ပေါင်းတော့ကိုအဲ့ဒီနှစ်ဦးဗရိတ်၅ကြောင့်ပဲသူက၅နဲ့ပေါင်းတော့လေးအဲ့ဒီလေးကြောင့်ပဲသူကိုပါဝါလေးဆိုတဲ့ပုံတွေကစားတာဒီ၅၃ချက်ကိုဟဲ့ခွန်ပြစ်ချင်းဗရိတ်နှစ်၃ချက်လို့သူကစားသွားတာအဲ့လိုကစားသွားတာအဲ့လိုကစားသွားတာဆိုရင်ကျွန်တော်တို့ကဒီမှာ ဒီနှစ်မှာခွန်ဖြည့်ချင်းပုံတွေဆိုတော့ခွန်၅ချက်နဲ့ညီဒီနေရာမှာတစ်ချက်ဒီနေရာမှာတစ်ချက်ပေါ့ဒီနေရာမှာသူကစားခဲ့ရင်သူ့အပေါ်၉ချိန်ရောက်တာဒီခွန်ထိပ်စီးကိုခွန်ပါပါနှစ်ထိပ်ယူထည့်မယ်ထည့်ပြရတယ်ဒီမှာခွန်ရှိတဲ့အတွက်ကြောင့်ဒီနေရာမှာ break list ဒီခွန်ရဲ့ဒီနေရာမှာ break 4ရဲ့ပေါင်းရင်1အဲ့ဒီ1ရဲ့ဒီနှစ်ဦး break 3ရဲ့ပြန်ပေါင်းတော့4ကိုဒီ9နောက်ပိတ်မှုကြောင့်9ပါပါ4ပုံလေးနဲ့ဆိုဒီနေရာမှာကျွန်တော် break 4ပြောခဲ့တယ်ကျွန်တော်တို့ member share ဩကတော့3395 ဝမ်းချင်းဖြစ်သွားတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်ထွက်သွားတာက3 5နှစ်3နှစ်ထွက်သွားတာဒီနေရာမှာ3 5နှစ်ကျွန်တော်ထွက်သွားတာအဲ့တော့ तू မပေးသေးဘူးမပေးသေးဘူးဆိုကျွန်တော်အဲ့ဒီမှာဗားတစ်ချက်ပြောခဲ့လဲဆိုတော့ပြီးခဲ့တဲ့ဘွေးကဒီနေရာမှာတော့ तू ဖြစ်နေရတော့ခွာငားတွေဖြစ်နေတယ်ခွာငားတွေဖြစ်နေတယ်ခွာငားရဲ့အောက်တွေပဲဖြစ်နေတယ် तू ကခွာငားဒီခွန်ညှက်ရိုက်တဲ့ပုံစံလိုဖြစ်တာပေါ့နော်လေးကတ်မှာတော့လေးကတ် तू အတိကြပြီးထားရင်ငါးကတ်မှာ तू အဖျားဆိုလောက်တော့မှာ ဖော်မွေးပုံစံနဲ့လုပ်တော့မှာအဲ့ဟာကိုကျွန်တော်ကသတိပေးချင်တာအဲ့ဒါဆိုရင်ကျွန်တော်ကဘေးတော့ခွန်ကိုမယူဘဲနဲ့အခုခွာငားကြတဲ့တိုင်းလေကျွန်တော်တို့ကလိုက်ရမှာကျွန်တော်ယူဆတာကကျွန်တော်ကဒီကိုရဲ့နောက်ကိုပဲကျွန်တော်ကလိုက်ပြီးကစားတာကစားတဲ့အတွက်ကြောင့်ဒီကိုကနေဒီမှာလည်းခွန်ကိုတွဲတယ်နော်ဒီမှာတုံးကက်နဲ့ခွဲကြည့်လိုက်ဒီငားပဲတုံးချက်ကိုတက်မှုခွဲကြည့်လိုက်ရင်ဒီမှာမတူညီတဲ့ဒီခွန်တုံးချက်မှာလည်းခွန်ကိုနောက်တွဲနေဖြစ်တယ်ခွန်ကိုနောက်တွဲနေဖြစ်တယ်ဖြစ်တယ်ပေါ့ အဲဆိုရင်အဲ့ဒီခွန်ကိုးနောက်တွေးရရင်အကြိမ်ကိုက်ကိုဆင်းလာလိုက်ရင်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်၅ကြိမ်၆ကြိမ်၇ကြိမ်၈ကြိမ်၉ကြိမ်၁၀ကြိမ်၁၁၁၁ကြိမ်မြောက်မှာ၃နှစ်နဲ့ပဲခွာထားတာအဲ့တော့ဒီကောင်ကလည်းတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်၅ကြိမ်၆ကြိမ်၇ကြိမ်၈ကြိမ်၉ကြိမ်၁၀ကြိမ်၁၀ကြိမ်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်၅ကြိမ်၆ကြိမ်၇ကြိမ်၈ကြိမ်၉ကြိမ်၁၀ကြိမ်အဲ့ဒီကောင်က၁၇ကြိမ်ဒီကောင်က၁၀ကြိမ်ဒီကောင်၁၀ကြိမ်မှာပြီးတော့သူဒီမှာခွာခွာငါးဆိုပြီးကစားထားတာပြောချင်တာက ဒီကောင်းရဲ့နောက်တွေမှာပဲ तू ခွာငါဒီကိုးနောက်ပဲရဲ့မူနောက်မှာပဲ तू ခွာငါကိုလိုက်ကစားတာအမိလိုက်ပြီးတော့ကစားတာကစားတာဖြစ်တဲ့အတွက်ကြောင့်ဒီအဲ့ဒါဆိုရင်ကျွန်တော်ကဒီဘေးတော့ခွန်နဲ့မယူတော့ဘဲနဲ့ဒီငါးကက်လိုင်းနေမှာကခွာငါရဲ့အောက်မှာကြာတဲ့ကဏ္ဍသူ့အပေါ်ကိုးချိန်မြောက်ကပါဝါထိပ်စီကျွန်တော်တို့ယူကြည့်လိုက်ကိုးချိန်မြောက်ကပါဝါထိပ်စီဒီမှာငါးငါးကြောင့်ငါးပါဝါတုံညာနဲ့ရိုက်ပြီးရတယ်သူ့ဘေးတိုက်ကခွန်နဲ့သူ့ရဲ့လှဲ့ွက်တိုင်းတော့ ဒီမှာခွန်ငားလို့ညှက်ထောက်ဖို့ဟာငားကတ်မှာတော့တိတ်မလွယ်ဘူးနော်တကယ်လို့ဆိုရင်ကျွန်တော်တို့ဒီနေရာမှာမပေးဘူးဆိုရင်ခွာငားရဲ့အောက်ကိုလည်းလက်ရမယ်သူကလှည့်စားထားတာဟိုတတိဒီယာအော်ဂနန်ကိုမမိအောင်လို့ကိုသူကလှည့်စားထားတာဟိုသဘောတရားကတော့ကိုစိတ်ထင်နေပေါ့ဗျာဒီမှာသူနှစ်ခုညှက်ထောက်ထားတယ်ဒီခွာငားကိုမေ့တဲ့အချိန်ရရင်သူကခွာငားအောင်မှာခြားမှာသဘောခွာငားကိုလိုက်ပြီးတော့ဒီခွာခွန်ကိုမေ့ရင်ခွာခွန်ရဲ့ဘေးမှာသူခြားမယ်သဘောမျိုးကြီးဘာတော့တော့မသိဘူးပေါ့နော်သိလည်းမပြောချင်ဘူးအဲ့တော့ဒီကသူက ဒီခွန်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 ဆိုရင်တော့ဒီမှာခွန်တစ်ချက်သူမကစားပါဘူးဟာဒီမှာနှစ်ပိတ်မှာခွန်တစ်ချက်ရှိရယ်ပေါ့ဒီနေရာမှာကျွန်တော်စောင့်အောင်မယ်လို့ကျွန်တော်ပြောခဲ့တယ်တော့ပြမယ်ကျွန်တော်တခြားပြန်တွေးတဲ့အချိန်မှာပြန်တွေးတဲ့အချိန်မှာကျွန်တော်တို့အချက်ကြည့်ကြည့်လိုက်ရင်ဒီခွာငါးတွေဖြစ်နေတယ်ဒီမှာသူနှစ်ကတ်နဲ့ခွဲဆော်လိုက်ရင်ဒီငါးတဲ့ပရိငါးသုံးဒီပရိငါသုံးချက်ကိုတလိုင်းခွဲယူလိုက်ရင်ဒီခွန်ကိုရဒီမာစီမီယံနော်နှစ်ကတ်တဲ့သွေးမာစီမီယံမယ် 9ခု9ရဲ့ခုန်ခုန်9ရဲ့ဆိုတော့နည်းနည်းလေးခက်ဆင်ဆင်ရှိတယ်။အဲ့ဒီနောက်မှာခွာ9လို့စလိုက်တာနဲ့သူက3နှစ်အခွာနဲ့လိုက်တာ။သူ့အောင်မှာနှစ်ကန့်နဲ့ကြည့်ရင်ပြန်ကြကစားမလား။နော်။ပြန်ကြကစားမလား။3 3ညခုန်3ည3ခုန်နော်။ပြန်ကြကစားမလား။ဒါပြန်ကြလည်းပြောမရအောင်ကျွန်တော်ပြန်ကြလည်းတန်တရားနည်းနည်းဝင်နေနော်။အဲ့ဆိုရင်ကျွန်တော်ဒီခုန်9ရဲ့နောက်တွဲမှာသူကခွာ9ကို3နှစ်နဲ့ပဲခွာတာ။ခွာတဲ့အချိန်မှာသူ့အောင်ကိုကြားတဲ့ကဏ္ဍဒီထဲကပြန်ကြကစားမလား။တို့မဟုတ်အလုံးစုံတွေ့၈နှစ်ထဲကကဏ္ဍလား။ဒီလိုလေ ကျွန်တော်တစ်ချက်တွေးရမယ်နော်လုံအောင်လို့အဲ့ဒါဆိုရင်ငါးချက်နဲ့အညီကစားကြည့်လိုက်မယ်ကျွန်တော်ဒီမှာခွာငါခွာငါရဲ့အောက်ကိုကျွန်တော်ဒီဖြစ်စဉ်ကိုအချက်ပြန်လိုက်မယ်ဘေးကိုက်ခွန်နဲ့မလိုက်ဘူးပေါ့နော်မလိုက်လိုက်တာသူမပေးခဲ့တဲ့အတွက်ခွာငါပုံသေးတွေခံထားတယ်ခွာငါပုံပေတွေခံထားတယ်ဒီမှာခွာငါပုံပေတွေခံထားတယ်အဲ့ဒီခွာငါပုံပေတွေခံတဲ့အတွက်ကြောင့်ခွာငါရဲ့အောက်မှာငါးကတ်လိုင်းအဖြစ်နဲ့ပုံမွေးစနစ်နဲ့ကျွန်တော်တို့လိုက်ကြည့်လိုက်ရင်ဘယ်လိုယူဆမလဲဆိုတော့ဒီခွာငါရဲ့အောက်မှာကြားတဲ့ထိပ်စီးဟာဘာထိပ်စီးလဲ ူ့အပေါ်၉ချိန်မြောက်ကပါဝါထိပ်စီးဆိုရင်၅ပါဝါ၁ချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်မြောက်က၅ထိပ်စီးရ၅ပါဝါ၃ရာထိပ်နဲ့ကစားပြီးတာ ਨੇ သူ့ရဲ့ဘေးတိုက်ကခွန်ဒါလည်းပဲပေါင်းရမှာနော်သူကခွန်နေဖြစ်ခဲ့ခြင်းကြောင့်ဒါလည်းဒီခွန်နှလုံးနဲ့ဒီ၃လေးခွန်နှလုံးနဲ့ဒီပရိတ်နဲ့ပေါင်းတော့ခွန်အဲ့ဒီနှစ်ဥပဒိနဲ့ပြန်ပေါင်းတော့ခွန်အဲ့ဒီခွန်တုံညာခွန်ဆိုတာကခွန်ကိုပါဝါလေးတွေဆိုတဲ့မူနဲ့ကျွန်တော်ပြန်ကစားခြင်းလားသူ့ရဲ့လှဲ့ခွက်ကိုပေါ့နော်တချို့ကြတော့ဒါလိုက်မိခြင်းမှမိမယ်နော် ဒါကသူ့ရဲ့ကျွန်တော်ရဲ့ဒါမြင်တဲ့အတိုင်းဖြားတာသူ့ရဲ့ညာနေညာနေများလို့ကျွန်တော်ကလိုက်ကစားတာမဆိုင်မအောင်ကဒီကိုကစားတာဒီနှစ်ဥပဟာကြီးနဲ့ကြာသွားမပေါင်းတာကတဘာဝမကြောက်လို့တော့မတွေးနဲ့မကြိုက်ရင်လည်းမကစားနဲ့ကျွန်တော်ကဒါမျိုးတွေနဲ့ခဏခဏလည်းရခဲ့ဘူးတယ်မကြခဏလည်းခံရခဲ့ဘူးတယ်နော်အဲ့ဒါကြောင့်မို့ကျွန်တော်ကဒီကနီးနဲ့ကစားတာအဲ့တော့ဒီကိုပါပါလေးနဲ့ပဲဒီလိုပြန်ချုပ်မယ်ဆိုတဲ့ကစားတာအဲ့ဆိုရင်ဒီနှလုံးခွန်ရဲ့ဒီပရိရဲ့ပေါင်းတော့၄ နှစ်ဥပဒိနဲ့ပြန်ပေါင်းရင်ခွန်ကိုခွန်တုံညာခွန်ဆိုတော့၄အဲ့ဒီ၄ဟာကိုပါဝါ၄လေးဆိုပြီးတော့ तू ဟာပထမတစ်ချက်ကို तू ဆိုလို့ပဲဆိုလို့တော့ဒုတိယတစ်ချက်မှာလဲကျွန်တော်တို့ကဒီမှာခွာငားလို့ကြာလာတဲ့အတွက်ကြောင့်သူ့အောက်မှာသူ့အပေါ်၉ချိန်မြောက်ကဆိုတော့၉ထိပ်အဲ့ဒီ၉ပါဝါ၄ထိပ်လို့ယူယူပြီးတာ ਨੇ ကျွန်တော်ဒီဒီမှာကြာတဲ့ဗရိတ်နဲ့သူ့ဘေးတိုက်ကခွန်နဲ့နှလုံးခွန်နဲ့ပေါင်းတော့ခွန်နှစ်ဆိုတော့၉ရယ်နှစ်ဥပဒိက၅ကြောင့်သူကခွန်နှစ်၅ဆိုတော့၄ပဲ အဲ့ဒါကြောင့်လို့ကိုးပါဝါ၄ဆိုပြီးကျွန်တော်၄၅ချက်ကစားခြင်းလားအဲ့လိုဒုတိယချက်တတိယအချက်ရောက်ခဲ့တဲ့အချိန်မှာဒီမှာလဲသူကဒီမှာခွာငါလို့ဒီမှာကြာထားပြီကြာထားပြီနဲ့သူ့ဘေးဒိုက်ကခွန်တယ်သူ့နောက်မှာကြာတဲ့ဗရိတ်ရပေါင်းတော့တစ်အဲ့သူ့ရဲ့ထိတ်စီးရတော့အပေါ်၉ချိန်မြောက်ကကိုးပါဝါ၄ချိန်နဲ့ကစားထားပြီးတော့၄ချိန်နဲ့ဗရိတ်ညှို့ဝင်ရမှာအဲ့တော့၄ချိန်နဲ့ဗရိတ်ညှို့ဝင်ခွန်နှစ်နှစ်ဥပဒိတ်နဲ့ပေါင်းတော့၅ဆိုတော့သူက၄မှတ်တတ်တယ်ပဲသူက၄၄၃ချက်ရှိသွားပြီနော် ဲ့လိုစတုတ်ကကပါလေဒီမှာလေသူကအဲ့ဒီနှစ်ထဲမှာပဲဒီမှာနှလုံးဘေးတဲ့ခုံလို့ကစားတဲ့အချိန်မှာသူ့အပေါ်မှာခွာငါးခံထားတာအဲ့ဒီခွာငါးရဲ့အောက်မှာကြားတဲ့ထိတ်စီးရလဲသူ့အပေါ်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်ခုနှစ်ချိန်၈ချိန်၉ချိန်ကိုးတွေလေးတွေနဲ့ပတ်သက်ကစားမှာပေါ့နော်၉ချိန်မြောက်မှာတစ်ထိတ်ရှိလို့တစ်ပါဝါ၆ထိတ်နဲ့ကစားပြီးခါမှဒီနေရာမှာဗတိနှစ်ဝင်ရတဲ့အကြောင်းရင်းဒီမှာနှလုံးပေါင်းခွန်ရှိလို့ခွန်ပေါင်းခွန်နဲ့ဒီနှစ်နဲ့ပေါင်းတော့ကိုအဲ့ဒီကိုးကြောင့်ပဲဒီနှစ်ဥပဒေ၅နဲ့ပြန်ပေါင်းတော့လေဒီနှလုံးခွန် 2 5ဆိုတဲ့ပေါင်းချင်းဟာ၄ပဲအဲ့တော့၄တစ်ချက်ဒီနှစ်ထဲမှာကြံနေတယ်ကြံနေတဲ့ကြောင့်ဘေးတော့ခွန်မှလည်းသူမလာရဲ့အတွက်ခွာငားတွေလည်းသူဖြည့်လေးကတ်လုံးမှာပုံသေးကစားတဲ့အတွက်ကြောင့်ကျွန်တော်တို့ကတစ်ချက်တွေ့ရမှာကဘေးထိုင်ဒီနှစ်လိပ်ထိပ်စီးနှလုံးခွန်ဖြစ်ခြင်းရဲ့ဘေးမှာလည်းကစားရမှာဖြစ်တယ်လို့ခွာပေါင်းငားရဲ့အောက်ကြတိုင်းမှာလည်းကျွန်တော်တို့ကဒီ line ကိုလိုက်ရမှာလိုက်ရမှာဖြစ်တဲ့ဆိုရင်အခုခွာငားဒီမှာကြလာပြီခွာငားကြတိုင်းလိုက်ရမှာနော်အဲ့တော့ခွာငားကြတိုင်းလည်းလိုက်ရမှာခွာငားကြတိုင်းမှာမလာဘူးဆိုတော့ဒီဘေးထိုင်ခွန်မှာကျွန်တော်တို့က အချက်ပြန်ကစားရမယ်နော်အဲအဲ့လိုမျိုးကြောင့်အမိုက်ခံရမှာဆိုလို့အဲ့တော့ဒီမှာခွာ9ရဲ့အောက်မှာကျွန်တော်တို့လိုက်မဲ့ကဏ္ဍဟာသူ့အပေါ်9ချိန်မြောက်10ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်10ချိန်8ချိန်8ချိန်မြောက်မှာသူကမရှိနေလဲဆိုတော့8ချိန်မြောက်မှာ8ထိပ်ရှိတယ်8ထိပ်ဆိုရင်ဒီနေ့မှာ8ပါဝါဟမ်အဲ9ချိန်နော်10ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်10ချိန်8ချိန်သူက9တွေ4တွေကို9ချိန်မြောက်မှာ3ထိပ်ရှိတယ် 3ပါပါဒီနေရာမှာ shift ထိတ်ထဲမှာကျွန်တော်တို့ကနော် shift ထိတ်နော် shift ထိတ်ထဲမှာ shift ထိတ်ထဲမှာဆိုတော့သူ့ဘေးတိုင်းမှာကဘာရှိနေလဲဘာရှိနေလဲဆိုတော့ဒီဘေးတိုင်းကခုံမဟုတ်ဘူးတော့ဒီကောင်ဝဲပေါင်းရမှာသူအဲ့တော့ဒီမှာဒီဘေးတိုင်းကရှင်းကားဆိုတော့နှလုံးပေါင်းချင်းက3ဖြစ်နေလေလို့ဒီ3ရယ်ဒီနားမှာကြမယ်ဗရိတ်ရယ်ဒီနှစ်ဥပဒေက3ရယ်ကို4ဖြစ်ရမှာအဲ့3မျိုးပေါင်းတော့ဒီဗရိတ်ရယ် ဒီနေရာမှာကြာမယ်ဗရိတ်ရေပေါင်းဒီရှိရနှလုံးနဲ့ထပ်ပေါင်းရင်၄ဖြစ်ရမှာကွာ၉ပေါင်းက၄၅ချက်ကျွန်တော်တို့ကကစားကျင်တာ၄ချက်ကစားတော့ရည်အဲ့တော့ခွာ၅ကြတိုင်းကိုကျွန်တော်ကဒီနှလုံးပေါင်း၃ရေဒီနေ့နှစ်ဥပရိတ်က၃ရှိလို့၃၃ဆိုတော့ဟောဒီမှာကျွန်တော်တို့က၄ဗရိတ်ထဲမှာဟမ်ဒီနေရာမှာ၈ဗရိတ်ထဲမှာ၃၈၃ဆိုတော့ကျွန်တော်တို့က၄ဖြစ်မှာအဲ့ဒီ၄ဟာဒီ၉နောက်ပိတ်မူတွေကြောင့်၉ပေါင်းက၄ဆိုပြီးဖြစ်မှာ ထိတ်စီးရသူ့အပေါ်၉ချိန်မြောက်ကဟောဒီ၃ထိတ်ကြောင့်ကုံးမာဝါ၈ထိတ်ဆိုပြီးကစားတဲ့ချိန်မှာ၈ထိတ်နဲ့ဒီနေရာမှာဗရိတ်ရှစ်ဆိုပြီးကျွန်တော်တို့ကကစားမှာအဲ့ဒါမှန်ပါလေကအော်ဂနန်တစ်ခွက်ပါတယ်ပေါ့နော်ကျွန်တော်ရှယ်ဟောချန်ထားတယ်အဲ့တော့ရှိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ကပြောချင်တာရှင်ငါငါရှိရာ စ်တကိုရှစ်ကိုတည်ရှစ်တောင်းခွန်ရှစ်ထိတ်နဲ့ပြိတ်ရှစ်နော်ရှစ်ခွန်တော့ရှစ်လေးချောက်ရှစ်ချောက်လေးဒီနှစ် နှစ်ရှင်းရှင်းရှင်းနှစ်နှစ်လေး6 80ဟာဒီစေကွယ်ဒီစေကွယ်ရှိမယ်နော်ဒီစေကွယ်ရှိမယ်အဲ့ဒီစေကွယ်ထည့်ရမှာကျွန်တော်ကဒီတကွက်တော့ရွေးပြလိုက်ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ကတိုင်း၅ဘူးအကျွေးကြံ့နေနော်၅ဘူးအကျွေးကြံ့နေ၅ဘူးအကျွေးကြံ့တော့ကျွန်တော်ရှင်းငါးငါးကိုနည်းနည်းလေးတန်တရားဝင်နေနော် ချင်းငါးငါးနဲ့တန်တရားဝင်နေနောက်တစ်ခုကပြန်ကြလဲတစ်ချက်ပြန်ကြကြော်တယ်ကျွန်တော်နှစ်ကက်နဲ့ပြန်ကြည့်ရင်ဒီ9နောက်ပိတ်မူကဒီမှာကျတော့နှစ်ဦးမှ၄ချက်လုံးသူအညီရိုက်ခဲ့တဲ့အတွက်ဒီမှာကျတော့သူကရှေ့ပေါင်းနှစ်ကိုသူက9နောက်ပိတ်ကိုဒီနားမှာရိုက်ထားတယ်အတွက်အဲ့ဒီနှစ်ထဲမှာပဲသူကခွာငါးလို့စကြတယ်နဲ့၃နှစ်နဲ့ခွာထားတာခွာထားပြီးရတယ်သူလည်းဝမ်းချင်းကနံပဲပြန်ကြအတိကြလုံးမယ်ဆိုရင်တော့ဒီ၃၅နှစ်ထက်ရပြန်ကြသို့မဟုတ်ဒီကောင်းဝမ်းချင်းကနံ963လို့ဘာလို့ပြန်ကြနေလဲရှိတယ်ဒီပြန်ကြတဲ့ရကြိုက်တယ်ဆိုရင်လေကိုကိုတော့ဒီဟို ချိန်ခိုးကြပါဗျာနော်ကျွန်တော်မှပါတော့ကျွန်တော်မှမှရွေးချယ်ဦးလိုက်တော့မှာကျွန်တော်တို့ဒီခွန်ခွန်၅ခွေရဲ့ line ကနေလေခွန်ခွန်၅ခွေရငါးကက်ရှိတယ်ပေါ့ငါးကက်ရှိတော့ဒီနှစ်ကက်တွေနဲ့သူကခွက်ခွဲလောက်တာ哦ဘာကြောင့်နှစ်ကက်တွေနဲ့ခွက်ခွဲလောက်တော့ဆိုတော့အခေါ်ဒီမှာကြည့်ဗျာဒီခွန်ခွန်၅ဒီမှာငါးကက်ခွေတယ်ခွေပြီဆိုတော့နဲ့သူ့နောက်ကကဏ္ဍကကျွန်တော်တို့စာတော်မူကဏ္ဍအောင်ခဲ့တာခွန်၆ခုကနောက်နှစ်ကိုထွက်တယ်နော်ခွန်၆ခုနောက်နှစ်ထွက်တယ်ထွက်ပြီးရတဲ့ခွန်၆ခုရဲ့နောက်နှစ်ထဲမှာဟောဒီခွန်ခွန်၅ခွေရဲ့၈ရဲ့၈ထိပ်စီးဟာ ဒီသူ့ရဲ့နောက်ကကနနောက်နေထွက်တာနဲ့နောက်နေချက်မှာရှစ်ရှစ်ဘူးဆိုပြီးလိုက်ထွက်ပြီးတာနော်ရှစ်ရှစ်ဘူးဆိုပြီးလိုက်ထွက်ပြီးတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာခွန်ခွန်ငါးခွေပြီးခွေတာနဲ့သူ့ရဲ့နောက်ကကနနောက်နှစ်ကိုထွက်တယ်၄၃ရှစ်၄၃ရှစ်ထွက်ပြီးတာနဲ့သူ့ရဲ့ဒီခွန်ခွန်ငါးခွေရဲ့ဒီထိပ်စီးကခွန်မလို့ဒီကောက်ခွန်ငါးခွေရဲ့နောက်က၄၈၃နောက်နှစ်ထွက်တယ်နောက်နှစ်ထဲမှာအဲ့ဒီခွန်ကြောင့်ခွန်ရှစ်ဘူးဆိုပြီးလိုက်ထွက်ပြီးတယ်အဲ့ဒါဒုတိယကတ်အဲ့တော့ကျွန်တော်တို့ဒီမှာတတိယကဒီမှာခုံခုံငါးခွေပြီခွေပြီဆိုတော့ねသူ့ရဲ့နောက်ကလေးလေးခုံကနောက်နှစ်ကိုလိုက်ဖက်ပြီးတယ်ဖက်ပေးပြီးရတယ် ီခုံငါခွေနဲ့ရှေ့ရဒီကိုထိတ်စည်းဟာဒီလေးလေးခုံနောက်နှစ်ထွက်တယ်နောက်နှစ်ထဲမှာကိုရှေ့ဘူးဆိုပြီးလိုက်ထွက်ပြီးတာဒါကြီးကတော့ဒါအငိုက်လာမှာတော့မနေ့မနေ့ကတအားဟော့သွားလို့ဒီလိုင်းကနေငါပူကြီးရအဲ့တော့ဒီမှာခုံခုံငါခွေတယ်သူ့ရဲ့နောက်က2 5 8ကနောက်နှစ်ကိုထွက်တယ်ထွက်ပြီးရတယ်ဒီခုံငါခွေနဲ့ရှေ့ရဒီ6ထိတ်စည်းဟာဒီကောင်ထွက်တဲ့နောက်နှစ်ရဲ့နောက်နှစ်ထဲမှာဒီ6ဟာ6ရှေ့ဘူးဆိုပြီးလိုက်ထွက်တယ်ဒီအနီးကလေးဖြစ်သွားတာငါတက်တက်ခွေတာတွေနဲ့ရောသူကကြိုက်ညီနေเนาะဒီမှာခုံခုံငါခွေတယ် ခွန်ငါခွေပြီဆိုရင်သူ့ရဲ့နောက်ကလေးတက်ခုကျွန်တော်စာတော်မူကနအောင်ခဲ့တာပဲလေအောင်ခဲ့တော့ဒီအဲ့ဒီခွန်ငါခွေရဲ့ဒီငါထိတ်စီးဟာဒီကောင်နောက်နှစ်ထွက်တဲ့နောက်နှစ်ထဲမှာလိုက်ထွက်ရမယ်လို့ကျွန်တော်ဒီနှစ်ထဲမှာလိုက်ခဲ့တာပဲဟော့လွန်းသွားတယ်နော်အဲ့တော့ဟိုဒီမှာတစ်ချက်တွေးရမှာကသူ့ရဲ့နောက်ကိုကြားတဲ့ကနာ6ချောင်းနေမြောက်က20နဲ့78ကျင်းကနာ8နဲ့5နော်အဲ့တော့ဒီခွန်ငါခွေတဲ့နောက်ကိုကြားတဲ့ကနာသူ့6ချောင်းနေမြောက်ကဒီလိုသွားတာဒီလိုသွားတာတွေ့ခွင့်ရတာ ဒီကောင်နောက်နေလိုက်ထွက်တယ်ဒဲထုတ်ဒီကောင်နောက်နေဒဲထုတ်အဲအဲ့လိုမျိုးသူကဝင်နေသွားတော့ကြတော့အဲ့လိုခုံကားခွေတဲ့နောက်ကိုလာကြခဲ့တော့ဟာဒီမှာအဲ့လိုပဲနော်အဲ့လိုပဲသူကစားခဲ့ပြီးတာနဲ့သူ့နဲ့ဒီအချိန်ကြိုက်ကဒီ9ကိုခွန်ဆိုတဲ့ကဏ္ဍဟာနောက်9နေမြောက်ကိုဒီမှာလိုက်ထွက်ခဲ့တာဘယ်မှာထွက်လို့9တစ်တစ်လို့စောင်းနေနောက်ကိုလိုက်ထွက်ခဲ့တာဒါနှစ်ကက်နဲ့ဆော့ပြတာနော်ဆော့ပြတာဝမ်းချင်းနော်သူ့ရှေ့က9တစ်တစ်လို့စောင်းနေဒီကိုခါကိုနောက်ပဲဝင်ဒီ9နောက်ပဲဟာ9ထိတ်လို့ကတ်ပြီးကြပါသူထွက်တာ အဲ့ဒီကောင်နောက်နှစ်ကိုလိုက်ထွက်တာနော်မငါးခုံကိုကငါးခုံကငါးခုံကငါးခုံကထွက်တော့တယ်465လို့လှဲပြီးတော့ဒီမှာ65လေးလို့ထောင်ပြီးမှအဲ့ဒီငါးခုံကချုပ်ထွက်တာနော်သဘောတရားကအဲ့ဒါဆိုရင်ဟုတ်ပြီဒီအဲ့ဒီဒီ78ကြိမ်ဒီခုံ9ခုံရဲ့နောက်ကိုကြခဲ့တဲ့ရှင်းနေငါးနဲ့လေးတိခုံဟာအဲ့လိုလိုထွက်ခဲ့တဲ့အတွက်ကြောင့်သူ့နဲ့ပုံစံတူပဲဒီမှာ350ဒီလိုလေးတွေပေါ့နော်ကလင်နာကစိတ်ကူးရင်ဆန်တယ်ဒီ350ရဲ့နောက်9နှစ်မြောက်ကိုတနှစ်နှစ်နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်8နှစ်9နှစ် ကိုနေမြောက်ကဒီမှာ930လိုက်ထွက်ခဲ့တာနော်ထွက်တော့လဲသူကဒီ911လာကလင်နာမှာနှစ်ကပ်ပဲရှိတာစောင်းတာနော်စောင်းပြီးရနဲ့ဒီ39ခါဒီမှာကိုနောက်ပိတ်လို့ဝင်ပြီးတော့ဒီ9 9ထိပ်ဝင်တော့ဒီ39ခါ39နောက်ပိတ်လို့ဝင်ပြီးတော့ဒီ9 9ထိပ်နဲ့ဝင်လာဝင်တော့ဒီကောင်နောက်နှစ်ကိုပြန်ထုတ်လာဒီကောင်နောက်နှစ်ကိုပြန်ထုတ်တော့6 465လို့ထိပ်စီသုံးလုံးလှဲပြီးရနဲ့65လေးလို့ထိပ်စီသုံးလုံးထောင်အဲ့လိုထောင်ပြီးမှထွက်ခဲ့တာအဲ့တော့ဒီကောင်ကလည်းနောက်နှစ်ကိုပြန်ထွက်တော့ဒီမှာ465 465လို့ထိပ်စီသုံးလုံး လှဲပြီးကမှဒီမှာ6 5လေးလို့ထောင်ပြီးမှထွက်ခဲ့တာသူ့ရဲ့ဇောင်းကနန်းလိုက်ချင်တယ်ဆိုရင်သူ့ရဲ့ဇောင်းကနန်းလိုက်ချင်တယ်ဆိုရင်ထပ်မအပိုးခွာတွေ့နေရတာပဲအပိုးကခါအောင်ပဲတစ်ခါအောင်ပဲတစ်နောက်ဘူးကြီးဆွဲချက်သွားမလားတဘောတရားပြောတာအဲ့ဆိုရင်ဒီ9ခါအောင်ပဲ9နောက်ဘူးဆွဲထင်မလားဒါနှစ်ကန့်နဲ့တွေ့ရတာပေါ့နော်အဲ့အဲ့လိုဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်နှစ်ကန့်နဲ့ပြန်ထွေးတွေ့ဒီခုံငါးခွေတဲ့နောက်ခုံငါးခွေတဲ့နောက်ဒီလိုပုံစံတူတွေလုတ်ခဲ့တော့အထောက်တူတွေလုတ်ခဲ့တော့ဒီ6ဟာဒီခုံငါးခွေတဲ့နောက်က၈နှစ်ငါးနောက်နှစ်ကိုထွက်တဲ့နောက်နှစ်ထဲမှာ6ရှစ်ဦးလို့ထွက်တာ ਨੇ ဘူပရိရဲ့အောက်ကိုလိုက်ထားတာနော်ဘူပရိရဲ့အောက်ကိုလိုက်ထားတာအဲ့ဒီနေ့ထက်မှအဲ့ဒီဘူပရိဟာပထမဆုံးကြာတဲ့ဘူပရိအောက်ကိုလိုက်ထားတာနော်အဲဒါဆိုရင်ကျွန်တော်ကဒီခုံငါခွေတဲ့နောက်ကိုကြာတဲ့၈နဲ့၅နဲ့ပုံစံတူချခဲ့တဲ့၄တစ်ခုနောက်နေ့ကိုဒဲထုတ်သွားပြီထောက်တာနဲ့ဒီခုံငါခွေတဲ့ဒီရှေ့ကထိတ်စီးငါဟာဒီ၄တစ်ခုနောက်နေ့ထွက်တဲ့နောက်နေ့ထဲမှာငါငါဘူးပေါ့နော်ငါရှေ့ဘူးလို့ဒီမှာကြာရမှာကြာမှာဖြစ်တဲ့ဟာကိုမကြာပဲနဲ့သူကဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့နေ့ကဘူပရိတစ်နှစ်လုံးပျောက်တာလေဘူပရိကဟောဒီမှာလာပေါ်လာ အဲ့တော့စကြတဲ့ဗရိဘူဗရိရဲ့အောက်မှာများအဲ့ဒီငါးဘူးကြသွားမလားနော်ငါးဘူးကြသွားမလားအဲ့ဒီမှာကိုယ့်ကိုချိန်ပြီးတော့ဖိုးပေါ်တော့အကျွေးကြံတာကတော့ငါးဘူးကြံနေတယ်ကျွန်တော်ဒါမန်မာထဲမှာအော်ဂနာကလည်းငါးဘူးပါတယ်မန်မာထဲမှာကနန်းမန်မာကနန်းလည်းငါးဘူးပါသေးတယ်နော်ဒါကတော့ကိုယ့်ကိုရွေးထိုးပါကျွန်တော်ကတော့ရှင်းငါးငါးတစ်ခုကိုရွေးပေးလိုက်တယ်ဆောနာကဗရိ80ခွဲတဲကို အဲ့ဒါကို59ကိုတင်ထိုးပေါ့အဲ့တော့ဒီမှာ9ဘူးနဲ့လေကျွန်တော်9ဘူးကိုတန်တရားဝင်တယ်ကျွန်တော်တို့ပြီးခဲ့တဲ့နေ့ကအကျွေးကြံနေတဲ့9ဘူးကိုတန်တရားဝင်နေတဲ့အတွက်ကြောင့်9ဘူးကိုလည်းကျွန်တော်ကကြိုက်နေတယ်ပေါ့နော်အဲ့တော့990 992 992 993ဟောဒီနက်ခတ်ခေါနာက669နက်ခတ်အပူကြသွားတယ်လို့အဲ့မှာ993နက်ခတ်အပူကြသွားအောင်ပဲပေါ့နော်994 995 996 998 ငါငါကိုเนาะဒီဆက်ကွက်ကိုထိုးနိုင်ရင်ထိုးပေါ့เนาะဒါကတော့ဟိုတကွက်ထဲထိုးနေတဲ့အာပါအာရန်တော့ထိုးပါเนาะဒါကတော့ဒီဒီ7ကြိမ်တော့ကျွန်တော်ရပထမဆုံးလိုက်ရှိုးဖြစ်ပါလေเนาะ